ဖိုဘောမစားရဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒါဆွေးနွေးသုံးသပ်သွားမယ့်အကြောင်းအရာကဒီအာဆနယ်အသင်းနဲ့ပတ်သက်တယ်ပေါ့နော်အာဆနယ်အသင်းနဲ့ပတ်သက်တယ်ဆိုတာကအဓိကအားဖြင့်တော့အာဆနယ်ကိုချီးကျူးကြတာပါဟိုချန်ပီယံစ်လိပြန်ခွဲရလဲဒါ2025-26ရာသီစတော့မှာပေါ့နော်စတော့မှာဆိုတော့ဒီအာဆနယ်အတွက်အရင်တုန်းကချန်ပီယံစ်လိဝင်ခွင့်ရဖို့ဆိုတာကအောင်ပွဲတစ်ခုလိုဖြစ်ခဲ့တဲ့အခြေအနေပေါ့နော် အခုတို့ဒီအာဆနာကချန်ပီယံစ်လိဝင်ခွင့်ဆိုတာကဖြတ်စင်းစားကြတော့မလို့တဲ့အနေထားကိုမြင့်တက်လာခဲ့ပြီပြီးတော့ချန်ပီယံစ်လိပြိုင်ပွဲမှာပိုဆွဲဖို့ဆိုတာကအာဆနာအတွက်မမတ်တင်တဲ့အိမ်မှမဟုတ်တော့ဘူးဆိုတဲ့အဆင့်ကိုရောက်လာခဲ့ပြီကျွန်တော်တို့ဒီရုပ်ရှင်ကြည့်တဲ့အခါအဆင့်စနစ်အများကြီးနဲ့ရုပ်ရှင် series ကြီးတွေဒါကြည့်ရသူအများများပါတယ်ဒီเนาะ ကျွန်တော်ထင်တယ်များလိမ့်မယ်ဒီဘက်ခင်မှာအများတဲ့အခါကျတော့ဒီအရန်ပောက်သွားတဲ့ဒီ breaking bad တို့လို့နော်ထားပါတော့နောက်ပါရှိမလဲအ Game of Thrones တို့လို့အဲဆိုတော့ဒီလို season ဒီလို series တွေကလွဲ series တော်တော်များများကိုကြည့်လိုက်ရင်ပေါ့နော်ကျွန်တော်အကုန်လုံးကိုဆိုလိုတာမဟုတ်တော့ဒါချုပ်ပြီးတော့ပြောတာဟို series အများစုဟာ season 1 ကောင်းတယ် season 2လုံးဝ solid ဖြစ်တယ်ဒါပေမဲ့ season 3ရောက်လာပြီဆိုရင်ဖုံးထားတဲ့အရာလေးတွေပေါ်လာပြီအားနည်းချက်လေးတွေမြင်လာပြီ season 3ရောက်လာပြီဆိုရင်တော်တော်များများ season season 3လောက်ရောက်ပြီဆိုရင်ဟိုကြည့်ရတာအရသာပေါ်သွားပြီเนาะအဲ့လိုခံလာတာရုပ်ရှင်မှာဆိုတော့ရုပ်ရှင်မှာတော့ season 1 season 2 အဲ့ဒီ pair up ကြီးကိုနောက်ကနေ3 4 5 6 7 8ဆိုပြီးတော့လိုက်လာအောင်လို့တော်တော်ကျူးကျူးဆဆာနဲ့တော်တော်ယုံကန်ရတယ်ဒီထုတ်လို့တဲ့သူတွေ director တွေဟုတ်ဒီ casting တွေအကုန်လုံးပါပဲအပေါ်လုံးမှာကြတော့ပေါ်လုံးမှာကြတော့ season 2ဟု season 3ပေါ့ season 3ဆိုတာက network pull the plug ပဲအဲ့ဒါဘာလဲဆိုတော့ဒီပေါ်လုံးမှာ ကိုသွားကျင်တဲ့ project တစ်ခု mature ဒီ mature မဖြစ်ခင်ပေါ့နော်ကို project တစ်ခုကိုစဉ်းစားထားတယ်အဲ့ project အတိုင်းသွားမယ်လို့တွေးထားကြတယ်နေပြခန့်တယ်အဲ့မဒီ project mature မဖြစ်ခင်ပါတယ် season 3ဆိုတဲ့အနေထားကြရင်ဘလုံးနေပြတယ်တော်တော်များတောင်းမခံနိုင်ကြတော့အဲ့မတိုင်ခင်မှာပဲအသိနဲ့လမ်းခွဲရတာများတယ်ဆိုတော့ဒါပြင်ရုပ်ရှင်မှာကြတော့ season 7ဆိုတဲ့အထိကိုရောက်လာပြီဆိုတော့ဒီ series ကတော်တော်ကောင်းလို့ ဒါရေဝေအပြင်တက်မှတ်လို့ရတယ်။ရောက်လာပြီ။ဒါပေမဲ့ကျွန်တော်တို့ဒီ television task မှာကျတော့ခုနရာသီအဲ season 9ခုမြောက်ပေါ့နော် season 9ခုမြောက်ဆိုတာကအဲတချို့တော့ဒီ momentum တွေကတော့ညော့လာပြီဆုံးရှုံးလာပြီပြီးတော့မကြခင်အဆုံးသတ်တော်မယ်ဆိုတော့သဘောဆိုတော့ Arsenal ကကြတော့အခု Mikel Arteta နဲ့အတူအခုဒါခုနရာသီမြောက်ကိုညော့လာပြီဆိုတော့စန့်ကျင်ဘလေးတွေကျွန်တော်တွေးကြည့်တာပါခုနရာသီမြောက်ကိုညော့လာပြီ Arsenal ကကြတော့ patient ကိုပြသခဲ့တယ် ြီးတော့ဘုတ်ဖွဲ့ဟာ continuity ကိုတည်ဆောက်ခဲ့တယ်။အခုဒီ modern football ရဲ့ luxury ဖြစ်တဲ့ဘောလုံးအသင်းတစ်သင်းအနေနဲ့ကျွန်တော်မြင်ရတယ်။ပြီးတော့အခုမှ climax ကိုရောက်လာတယ်ဆိုတာမျိုးကျွန်တော်တို့တွေ့ရတယ်။ဆိုတော့အာဆနယ်အတွက်အခုအာထက်တောင်းနဲ့အတူလက်တွဲတဲ့900တီမြောက်ဟာတော်တော်လေး and style ဖြစ်တယ်လို့ပြောလို့ရတယ်။ဆိုတော့ဒီလိုအသင်းတသင်းဟာအမြင့်ဆုံးဆိုတဲ့အောင်မြင်မှုကိုယူဖို့အတွက်အရင်ခက်ခဲတဲ့လမ်းခရီးတွေမဟုတ်တော့ဘူးလို့ကျွန်တော်တို့ဒါရေဘူးအပြင်တွေးလို့ရတယ်။ဆိုတော့ Arsenal တောက်ဆို UCL ယူတော့မှာလားအဲ့ဒါကျွန်တော်လည်းမသိဘူးဒါအမှန်တိုင်းပြောတာ။ယူနိုက်တက်ရှိတဲ့အသင်းတသင်းအဖြစ်တော့ကျွန်တော်တို့မြင်ရတယ်။ဒါမှအမှတ်ပြီးဒီ UCL အောင်မြင်မှုမျိုးကိုရဖို့ဆိုတာက အာဆနယ်ဟာကောင်းတယ်မကောင်းဘူးဆိုတဲ့ပြဿနာမဟုတ်တော့ဘူးသူတို့လုံလောက်ပြီလားမလုံလောက်သေးဘူးလားဆိုတဲ့ပြဿနာဖြစ်လာပြီအဲ့လုံလောက်ပြီလားဆိုတဲ့မေကွန်မှာဘာတွေပါလဲဆိုတော့အဆအဆအရာရာပဲမီခဲလ်အာတီတာရာကဒီဟုတ်တယ်ဘေဘောင်းနဲ့ပွဲမတိုင်ခဲ့ပါ2025 26ရာသီအတွက်ပေါ့နော်ဒီ journalist တွေတွေ့တယ် media တွေတွေ့တယ်တွေ့တဲ့အချိန်မှာသူအတင်း champions league plan မှန်လားဆိုမှန်တယ် တရားရမလားဆိုသူမပြောရဲဘူးတိုင်ဝဲရဲ့ဒီအမြင့်ဆုံးအဆင့်တွေကိုရောက်လာတဲ့အချိန်မှာလူအင်အားအလုံးလောက်ကြံပါအောင်မလားဆိုတူချိုမသိနိုင်ဘူးပြီးတော့ကွင်းထဲမှာရတဲ့အခွင့်အရေးတွေကိုအတုံးချနိုင်ပါမလားဆိုတာသူမသိနိုင်ဘူးမပေးတဲ့ကိုယ်တွေပေးလိုက်ရမလားသူမသိနိုင်ဘူးဆိုတော့ဒီပြိုင်ပွဲတစ်ခုလုံးကိုရာသီရှည်ရှင်ပြိုင်တဲ့အခါမှာချန်ပီယံဖြစ်ဖို့ဆိုတဲ့အရာက ဟိုခြေစွမ်းသက်သက်တွေမှာကတော့ပဲနဲ့မဟုတ်တော့ပဲနဲ့တကယ်တကယ်ဟိုအချိန်ကအရေးအကြီးဆုံးတကယ် critical time ရောက်လာတဲ့အချိန်မှာတလွဲမလုံးမိဖို့ဆိုတဲ့အရာဆိုတော့အဲ့ဒါကတော့တခုရှိတာကအဲ့ဒါပါလဲဆိုတော့ experience နဲ့လဲဆိုင်တယ် mature ဖြစ်ခြင်းနဲ့လဲဆိုင်တယ်ဆိုတော့ဒီ Champions League ပြိုင်ပွဲမှာဟို16တင်းအဆင့်ကိုစပြီးတော့ဒီရှုံးထွက်ဆိုပြီးတော့စပြီးတော့ ပြောင်းလဲတာပေါ့နော် format ပြောင်းလဲတာက2003ရာသီ2003ရာသီအဲ2003ရာသီကနေပြီးတော့အခုစနေတာကျွန်တော်တို့ရာသီအများကြီးဖြတ်တန်းလာတယ်ပေါ့နော်2003ရာသီကနေပြီးတော့2003ရာသီမှာဒီ English club တွေက Arsenal quarter final ရောက်တယ် Arsenal ကိုကျော်ဖြတ်ခဲ့တဲ့ Chelsea I don't know Claudio Ranieri semi final ကိုရောက်တယ် Manchester United ဒါရှုံးထွက်အဆင့်ကိုရောက်တယ် 2003ရာသီပြီးတော့2005ရာသီ Chelsea ဟာ semi final ပေါ့2003မှာရောက်တယ်5မှာရောက်တယ်56မှာ56မှာသူတို့စောစောစီစီပဲဒီချုံထွက်မှာပဲသူတို့ပြုတ်သွားပြီးတော့6ခွန်မှာသူတို့ပြန်ရောက်တယ်ပြီးတော့ခွန်10ဘောလုံးပွဲရောက်တယ်16 semi final ရောက်တယ်အစရှိသမျှ Chelsea ဟာဒီနှစ်တိုင်းလူလိုအမြင့်ဆုံးအဆင့်တွေကိုရောက်တဲ့အချိန်အဲ့ဒါတွေအားလုံးကိုကျော်ဖြတ်ပြီးတဲ့နောက်2017 18မှာ Chelsea အသင်းဒါ သူတို့လိုချင်တဲ့ Champions League Flower ကိုသူတို့ရသွားတယ်။ဆိုတော့ Champion ဖြစ်မဲ့အသင်းတသင်းရဲ့ pattern ကအဲ့လိုသွားတက်သလားသွားလို့ရှိသလားဆိုကြည့်တဲ့အခါကျတော့ကျွန်တော်တို့2020-21 Chelsea ကျတော့တမျိုးဖြစ်သွားပြီပုံက2017-18မှာရှုံးထွက်ပဲရောက်တယ်။2018-19မှာပါတော့မပါလာဘူး။2019-20မှာရှုံးထွက်ပဲရောက်တယ်။အဲ့တော့ဟိုတကယ်လို့16-19ကစတော့16-19မှာမပါဘူး။ 56မှာအရှုံးထွက်ပဲရောက်တယ်၁၄55မှာရှုံးထွက်ပဲရောက်တယ်73 74မှာ73 74မှာ semi final ရောက်ပြီးတဲ့နောက်ကျွန်တော်တို့ Chelsea ရဲ့ pattern တကူကိုစဉ်းစားကြည့်ရင်2014 55နေစပြီ16သင်းအဆင့်နဲ့လှည့်ပြန်ရတယ်56 16သင်းအဆင့်နဲ့လှည့်ပြန်ရတယ်ပြီးတော့16 16 16သင်းအဆင့်ကိုပါမလာတော့ဘူး16 18 16သင်းအဆင့်လှည့်ပြန်ရတယ်18 19ရှုံးထွက်အဆင့်ကိုပါမလာတော့ဘူး19 20ရှုံးထွက်အဆင့်မှာလှည့်ပြန်ရတယ်အကွာတော့မှနေတော့တောက်လျှောက်မရောက်ပဲနဲ့ 2020 21ကျတော့ရုတ်တရက်ကြီးထပိုးဆွဲတယ်ဆိုတော့ Chelsea တစ်သင်းထဲမှာကို pattern ကနှစ်မျိုးဖြစ်နေတယ်ဆိုတော့အဲ့တော့ champion ဖြစ်ဖို့အတွက်ကဒီထိတ်ဆုံးကိုရောက်ဖို့အတွက်တဖြည်းဖြည်းချင်းမြင့်တက်လာပြီးမှရောက်တဲ့ formula အဲ့ဒါကမှန်လားလားအကြာကြီးငုတ်ကောင်အဖြစ်ပျောက်နေပြီးတော့မရောက်မရောက်မရောက်နဲ့ရုတ်တရက်ဒုံးဆိုတပွဲလို့ထပြီးတော့ပိုးဆွဲသွားတဲ့ formula ကမှန်လားလားကျွန်တော်တို့အဲ့ဒါတော်တော်လေးပြောရခက်တယ်ပုံမှန်အားဖြင့်တော့ ပုံမှန်အဖြစ်တော့ဒီ build up ကောင်းကောင်းတည်ဆောက်လာတဲ့အသင်းတွေက Champions League plan ကိုယူသွားတက်ကြတယ်။ဥပမာ Manchester United 2008မှာရတဲ့ပုံဆိုရင်အဲ့မတိုင်ခင်2006ခုမှာသူတို့ semi final အဆင့်ကိုရောက်တယ်။ပြီးတော့2000ဟုတ်တယ်။အဲ semi final အဆင့်ကိုရောက်တယ်နော်။အဲ့ကလာအတော်အတွင်းမှာလည်း United ကဟို Champions League မှာအင်အားကြီးအသင်းတစ်သင်းအဖြစ်ကျွန်တော်တို့မြင်ရတယ်။အဲ့လိုပဲ16 19မှာ Liverpool Champion ဖြစ်တယ်။ ဆောက်ကွန်ဆက်ရှင်မှာဆီမီဖိုင်နယ်ရောက်တယ်။အဲလိုမျိုးကအဲ့မတိုင်မှာကျတော့လေတောက်လျှောက်ကြီးပြောင်းနေပြန်။အဲဆိုတော့ဘောလုံးမှာကဟိုဘာပက်တဲ့ညာပက်တဲ့အတိအကျပြောရတာတော်တော်လေးခက်တယ်။အဲတော့ကျွန်တော်ဒါအခု English အသင်း၅သင်းပေါ့နော်။ English အသင်း၅သင်း B5 အသင်းကြီးတယ်ကျွန်တော် Tottenham Hotspur, Aston Villa, ပြီးတော့ Leicester City ဒီအသင်းတွေလည်းဒီ2003-04ကနေပြီးတော့2000 24 25အထိအတွင်းမှာဒီအသင်းတွေလည်းချန်ပီယံဆီမှာပါတဲ့နှစ်ရှိတယ်ဒါပေမဲ့ကျွန်တော်အဲ့အသင်းတွေ အကြောင်းကိုမပြောတော့ဘူး။အဲ့ထိတ်တန်းအသင်းကြီး၅သင်းရှိတယ်။အဲ့ထိတ်တန်းအသင်းကြီး၅သင်းမှာအဲ့2003ကနေတော့2024 25အထိကျွန်တော်ကျွန်တော်စင်းရေးလုပ်ကြည့်တာပေါ့နော်။ဒါအသင်းတွေဟာ UCL မှာဟိုအောင်မြင်ဆုံးဖြစ်တယ်လေပေါ့။ဖြစ်တဲ့အခါကျတော့နှစ်ကာလအရန်ရှိတယ်ပေါ့နော်။2003ရဲ့ကအဲ့16သင်းအဆင့်မှာဟိုဟိုဒီရှုံးထွက်နေစ ပြီးတော့ format ပြောင်းတယ်2003ကနေစတော့လိုက်တော့အဲ့တော့အဲ့လောက်နှစ်တွေအရှိကြီးပြောင်းတဲ့ခါကျတော့အဲ့3လေးမှာစပြီး3 4 5 5 6ခုမှာဥရောပထိုက်တန်းအသင်းကြီးဖြစ် semi final တွေကိုပုံမှန်ရောက်တဲ့ Chelsea ကအမှတ်တွေကိုတော်တော်ယူလိုက်တော့ကျွန်တော်အမှတ်ပေးတဲ့ပုံစံကဟို block home လဲဆိုတော့ Bayern နှုံးထဲမှာမဟုတ်ပါဘူးကိုယ့်အကူပဲကိုယ့်အကူပဲတတ်မှတ်ပြီးအမှတ်ပေးလိုက်တာ champion ဖြစ်တော့ဒီ9မှတ်ပေါ့ final ရောက်ရင်4မှတ် semi final ရောက်ရင်3မှတ် quarter final ရောက်ရင်2မှတ်ရောက်ထွက်အဆင့်ရောက်ရင်1မှတ်ဆိုတဲ့ပုံစံအဲ့ဒီပုံစံအတိုင်းအမှတ်ပေးလိုက်တဲ့အခါကျတော့ English club club အသင်း၅သင်းထဲမှာ Chelsea ကအမှတ်အများဆုံးရတယ်။လော်လော်ပြောရရင်တော့ဒီရာသီပေါင်း20ကျော်မှာ Chelsea ကအောင်မြင်ဆုံးပေါ့။ရမှတ်40ရတယ်။သူတို့ဒီနှစ်ကြိမ်ချန်ပီယံဖြစ်တယ်။ပြီးတော့ဒီတစ်ကြိမ်ဖိုင်နယ်တက်တယ်။ဆီမီဖိုင်နယ်ကတော့အကြိမ်ကြီးအများကြီးရောက်တယ်။ဆိုတော့ KU ဘိုင်းမှာပေါ့နော်။ဆိုတော့ခါကျတော့ Chelsea ကစုစုပေါင်းအမှတ်40နဲ့ Chelsea ကနံပါတ်1နေရာမှာရှိတယ်။နံပါတ်2နေရာမှာ Liverpool ရှိတယ်။ Liverpool ကလည်း2000 3-4ကနေပြီးတော့အခု2024 25အထိ Chelsea လိုပဲ Chelsea က27မှာပိုဆွဲတယ်17မှာပိုဆွဲတယ် Liverpool ကကျတော့2005မှာပိုဆွဲတယ်19မှာပိုဆွဲပြီးတော့ Liverpool က semi final ကိုကျော် so final ကိုကျတော့3ချိန်အောင်တက်တယ် Liverpool final တက်တာက Chelsea တက်အောင်ပိုရောက်တယ်ပေါ့နော်27မှာ semi final ဟောဘောလူပွဲရောက်တယ်18မှာဘောလူပွဲရောက်တယ်ပြီးတော့2000မှာဘောလူပွဲရောက်တယ်ဒါပေမဲ့ Liverpool ကဒီ channel အစ်စ်နေမှာကျတော့ပျောက်နေတာများတယ်ဆိုတော့ Liverpool ကဒုတိယနေမှာ Chelsea အမှတ်40ပြင် Liverpool က33မှတ်ရတယ် ပြီးရင်တတိယကျန်တဲ့၃သင်းကအမှတ်ကလုံးနေတယ်။မန်ချက်စတာစီးတီးကျတော့အစောပိုင်းနှစ်တွေကဟိုသူတို့အင်အားကြီးအသင်မဟုတ်တဲ့အတွက်သူတို့အစောပိုင်းနှစ်ဒီမှာဘာအမှတ်မှမရှိဘူးပေါ့။သူတို့2000ဒီ14 15မတိုင်ခင်အထိမန်ချက်စတာစီးတီးကဒီချန်ပီယံစ်လိဂျုံထွက်အဆင့်တော့ပါမလာဘူး။73 74ရက်နေစပြီးတော့သူကဒီမှတ်နှစ်ဒီမှာဖိတ်ကိုရောက်လာတဲ့ခါကျတော့မန်ချက်စတာစီးတီးက26မှတ်ရတယ်။ချယ်လ်စီ40လီဗာပူး33အဲစီးတီး26ပြီးတော့ဒီ မန်ချက်စတာယူနိုက်တက်နဲ့အာဆနယ်နဲ့က28မှတ်စီရတယ်ပေါ့နော်ဆိုတော့အာဆနယ်ဟာဒီနှစ်ပေါင်း20ကျော်အတွင်းမှာ28မှတ်တော့ရတယ်အဲ့တော့အဲ့28မှတ်မှာကျွန်တော်အာဆနယ်အကြောင်းပြောမှာဖြစ်တဲ့အတွက်အာဆနယ်နဲ့ကျွန်တော်မန်ချက်စတာယူနိုက်တက်ပေါ့နော်ကျွန်တော်နိုင်ချိန်ပြီးစဉ်းစားကြည့်တယ်မန်ချက်စတာယူနိုက်တက်က2017မှာချန်ပီယံစ်လိဂ်ဖိုင်နယ်ကိုသူတို့တတ်တယ်2017မှာတတ်တယ် 2017ဆိုတာ2010စတဲ့ရာသီပေါ့2017စနှစ်ရာသီမှာသူတို့ကျုံထွက်အဆင့်အောင်ပါမလာတော့ဘူးအဲ့တော့2017ဆက်သုံးကနေကျွန်တော်စတွေ့တယ်2017 23မှာ United ရော Arsenal ရောကျုံထွက်အဆင့်ရောက်တယ်ဒါပေမဲ့အဲ့နှစ်သင်းလုံးကျုံထွက်ဆက်ရာနေပြုတ်တယ်အဲ့တော့ United ကိုကျွန်တော်2017ဆက်သုံးရာသီကနေစတွက်တယ်ဆောစောကျွန်တော်အမှတ်ပေးတဲ့ပုံစံအတိုင်းပဲတွက်တယ်2017အဲပြီးတော့အခု2024 25အထိကို United ကဒီအမြင့်ဆုံး qualify နေဖို့ပဲရောက်တယ် ဆီမီဖိုင်နယ်ကိုတကားမရောက်ဘူးတော့ဘလူးကတကားမရောက်ဘူးတော့ဒါမှမဟုတ်သူတို့ကဒီ73မှာရှုံးထွက်16တင်းအဆင့်ရောက်တယ်73 74မှာ quarter final ရောက်တယ်ပြီးတော့78မှာရှုံးထွက်16တင်းအဆင့်ရောက်တယ်78 79မှာ quarter final ရောက်တယ်21 22မှာရှုံးထွက်အဆင့်ကိုရောက်တယ်အဲ့ငါးချိန်သူတို့စုစုပေါင်းရမှတ်က9မှတ်ဒီ16တင်းအဆင့်3ချိန်အတွက်3မှတ်နဲ့ quarter final အဆင့်2ချိန်အတွက်4မှတ်ဟို3မှတ်နဲ့4မှတ်ဆိုတော့ မန်ယူနိုက်တက်က9မှတ်ရတယ်။အာဆနယ်အတွက်ကြတော့အဲ့ဒီ9မှတ်ကအဲ့ဒီ9မှတ်ကနောက်ဆုံး200ဒီနဲ့ရသွားတာ။အာဆနယ်က2024-25မှာစီမီဖိုင်နယ်ရောက်တဲ့အတွက်၄မှတ်ပြီးတော့2023-24မှာကွာတာဖိုင်နယ်ရောက်တဲ့အတွက်3မှတ်ဆိုတော့ United အတွက်ဆယ်စုနှစ်တင်နဲ့ခြီးပြီးကြာသွားတဲ့ကျွန်တော်ပေးတဲ့စီမင်းเนาะကျွန်တော်ပေးတဲ့အမှတ်ပေးပုံပုံစံတခြား ကြိုက်သလိုနီလန်းနေလည်းကြိုက်သလိုတွက်လို့ရတယ်ကျွန်တော်ပြီးတဲ့ပုံစံနဲ့မှာ United ဟာအမှတ်9အမှတ်ရဖို့အတွက်ဆယ်စုံတွေနဲ့ချီးပြီးကြရမှာ Arsenal ကနောက်ဆုံး200သေးနေတဲ့9အမှတ်ရတာတွေ့ရတယ် Quarter Final တစ်ကြိမ် Semi Final တစ်ကြိမ်ဒါပေမဲ့ United က Flaw လက်ဆုပ်လက်ကင်ပြနိုင်တယ် Arsenal အသင်းက Flaw လက်ဆုပ်လက်ကင်မပြနိုင်ဘူးအခုချိန်မျိုးပြ Arsenal ကအဲ့ Big Fight ထဲမှာဆိုရင်တကယ် Premier League ရဲ့ Super Fight Mega Fight တကယ် Big Fight ထဲမှာဆို Arsenal က Champions League Flaw မရဘူးတဲ့တသိန်းတော့အသင်းဖြစ်ဆိုတော့ ဲ့ဒီနှစ်တွေအတွင်းမှာလီဗာပူးနှစ်ကြိမ်ရတယ်2005မှာရတယ်19မှာရတယ်ယနေ့တကြိမ်ရတယ်2008မှာရတယ်ကယ်လ်စီနှစ်ကြိမ်ရတယ်17မှာရတယ်21မှာရတယ်စီးတီးတကြိမ်ရတယ်23 2023မှာရတယ်အာဆနယ်တကြိမ်မှာမရအောင်အာဆနယ်ကဒီဒုတိယနေရာကို2006တုန်းကတခါရဘူးလေအဲ့တော့အာဆနယ်ရဲ့ record ကအမြင့်ဆုံးဒုတိယနေရာ2006တုန်းကဘာဆီလိုနာကိုသူတို့ရှုံးတဲ့ပွဲအဲ့ပွဲပဲသူတို့ရတယ်အာဆနယ်ဝန်ကားရဲ့ဒီ era မှာ2004ကနေ2010လောက်ကာလအတွင်းမှာ ကျွန်တော်ဒါ2003လေးရပဲစတော့လို့ပြောတာနော်အဲ့ဒီကာလာတွေအတွင်းမှာအကွာဖိုင်နေကာနေတောက်ချောက်ထွက်တယ်တက်လာပြီကွာတာရောက်လာပြီဆိုမကျော်တော့ကွာတာတက်တယ်ကွာတာတော့ရောက်တယ်မကျော်တော့ဆိုတာမျိုးပြီးတော့2019ကနေ2023အထိကတော့ long long absent ကြီး Arsenal ဟာ Champions League ပြိုင်ပွဲမှာအိမ်ပြည့်အသင်းလို့ပဲပြောတော့မှာအင်္ဂလန်ကနေသွားတဲ့အသင်းတွေထဲမှာ Arsenal ကရက်တိမှုအနေဆုံးနဲ့ဖြစ်ဖြစ်သွားတာများတယ်2019ကနေ23အထိ တော့အဲ့23မတိုင်ခင်မှာ96မှာမိခလာအထက်သားရောက်လာပြီအတင်းကိုတဖြည်းဖြည်းနဲ့ပြုပြင်တိဆောက်ရင်းနဲ့အဲ့အဲ့ဒီ2023ကိုရောက်တဲ့အချိန်ကစပြီးတော့အာဆန်ဟာချန်ပီယံစ်လိမှာအင်အားကြီးအတင်းအဖြစ်အသွင်ပြောင်းလာတယ်သူတို့2022-23ရာသီမှာဘိုင်းမြူနစ်ကိုသူတို့ quarter final မှာသူတို့ရှုံးသွားတယ်အဲ့ဒီရာသီမှာထူးထူးခြားခြားပဲအာဆန်ကရှုံးပေမဲ့အဲ့ပွဲမကစားခင်မှာအာဆန်က ို့ပြီးတော့ favorite ဖြစ်တဲ့အသင်း Bayern Munich လို့ Champions League ပြိုင်ပွဲရဲ့ဘလူးကြီးတွေကတကောင်ဖြစ်တဲ့ Bayern Munich လို့အသင်းထက် Arsenal ဟာအိုက်ပွဲမတိုင်ခင်မှာပိုရေးပန်းစားခဲ့တိုင်မှာသူတို့ရှုံးသွားတယ် Thomas Tuchel ရဲ့အသင်းကိုဒါက2023 24ရောက်လာတယ် Quarter Final မှာ Real Madrid လို့ Champions League သမိုင်းတစ်ချောက်အောင်မြင်ဆုံးတဲ့ Champions League ရဲ့ဘယင်ပဲပြောပြောဘလူးကြီးပဲပြောပြောအဲ့ဒီအသင်းကိုသူတို့ကြော်ဖြတ်တယ်ဒါပေမဲ့သူတို့ဒီ Paris Saint-Germain နဲ့ Semi-final မှာသူတို့ရှုံးသွားတယ် စိုင်းနေရာတော့ပြတယ်ခု2024 25ရာသီကတော့မီကယ်အာတီတာနဲ့အတူဒါဆက်ပြီးတော့ပြိုင်ပွဲဝင်တဲ့ရာသီပေါ့ဆိုတော့ Arsenal never champion ဒါပေမဲ့သူတို့တဖြည်းဖြည်းနဲ့ပို့ပြီးတော့နေဆက်လာပြီဆိုတော့တွေ့ရတယ်ဒီမနေ့တည်းမှာဆိုတော့ Chelsea Liverpool Manchester United Manchester City ဆိုတဲ့အသင်းတွေထက်သူတို့ Champions League မှာဒီပြီးခဲ့တဲ့2ရာသီမှာသူတို့ပို့ပြီးတော့ form ကပို့ပြီးတော့အားကောင်းလာတာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်ဒီကနေပြီးတော့ကျွန်တော်ဘယ်လိုကောင်းလဲဆိုတော့ ဲတချို့ဒီ argument တွေထုတ်ချင်တာပါလို့ဆိုတော့ Mike Arteta ရဲ့အခုဒီ project ပေါ့နော်ဟို season 7 project ပေါ့နော်အဲ့ဒီ season 7 project ဟာကာလရှိတိဆောက်လာခဲ့ခြင်း continuity ရှိခြင်းပြီးတော့အခုဆိုရင်တကယ် strong cast of players နော်ကလာမအင်အားတော်တော်လေးတောင့်သွားပြီပြီးတော့သူတို့ဟာ open ending မဟုတ်တော့ဘူးစတာနဲ့ဇလန်းဆုံးပြီမဟုတ်တော့ဘူး climax စီကိုသူတို့တဖြည်းဖြည်းနဲ့လာနေပြီဆိုတော့တွေ့ရတယ်အဲ့နံပါတ်1အချက်အာဆန်နဲ့ပတ်တဲ့ပြီးတော့ အာဆနာတဖြည်းနဲ့ UCL experience ကအားကောင်းလာတယ်ဒီဘက်နှစ်တည်းမှာဆိုတော့ဒီ Bayern Munich တို့ Real Madrid တို့ Paris Saint-Germain တို့ဟိုဒီလိုအသင်းတွေနဲ့တူတင်ကိုတင်စဉ်းစားတဲ့အနေအထားမျိုးကိုရောက်လာတယ်အဲ့ဒီအသင်းတွေရဲ့ဒီအစင်အလာအချိန်အဝါအတွေ့အကြုံပေါ့နော်ခြုံပြီးပြောမှာစို့အဲအဲ့ဒီအနေအထားတွေနဲ့သူအကြိုက်နောက်ကျခဲ့ပြီးမှအခုဆိုတာသူတို့အဲ့လိုတကယ် super power အသင်းကြီးတွေရောက်လာပြီလက်ရှိဒီ Champions League ပြိုင်ပွဲရဲ့ဘိုးဆိုးရေပန်းအစားဆုံး ဒီဟိုဟာ off တွေကိုကြည့်တော့ Liverpool Barcelona Arsenal ဒီ၃သင်းကရေပန်းအဆောက်ဆုံးဖြစ်နေတာကိုတွေ့ရတယ်ပြီးတော့လက်ရှိဒီ Opta ကနေပြီးတော့သူတို့ရဲ့ဒီ form အပေါ်မူတည်ပြီးတော့ပုံမှန်ထုတ်ပြန်နေတဲ့လားလိုက်ထုတ်ပြန်နေရဲ့စေမှာ Arsenal ကလက်ရှိကမ္ဘာဒုတိယအကောင်ဆုံးအသင်းအဖြစ်ရပ်တည်နေတာကိုတွေ့ရတယ်ဆိုတော့ဒီအချက်ဟာလေ Arsenal ဟာဒီ super power အသင်းကြီးတစ်သင်းဖြစ်လာပြီဆိုတော့တတ်သိပြရတယ် ဆူပလာတွေမယူနိုင်ခဲ့ဘူး major supply တွေမယူနိုင်ခဲ့ဘူးဒါပေမဲ့ major supply တွေမယူဘဲနဲ့လဲဆိုဘတ်ပေါ့အတင်းကြီးတင်းဖြစ်နိုင်တယ်ဆိုတော့အာဆင်နယ်တက်တည်ပြရတယ်နံပါတ်3ဒီအတင်းရဲ့ဒီလူစရင်တောင့်တင်းမှုဆိုတော့ဒီစမ်းမမှာသူတို့ပေါင်တန်း250ငွေအတုံးစီးပေါ့နော်ဟိုနတ်အတုံးစီးတော့မဟုတ်ဘူးသူတို့ရဲ့အတုံးစီးပေါင်တန်း250ရှိတယ်ပြီးတော့အတင်းရဲ့လူစရင်ဟာအတိုက်သူလှဲ့လို့ပြုလို့ရလောက်အောင်တောင့်တင်းလာတယ်တိုက်စစ်ကွင်းလဲခံစစ်ကိုးသမားနေရာကအစတောင်းတော့မြေနှစ်ယောက် ဆိုတာမျိုးတွေ့လာရတယ်။ဒီလိုလူသရင်မျိုးဥရောပမှာအများကြီးမရှိဘူး။ဆိုတော့အဲ့ဒီ၃ချက်ပေါ့နော်။အဲ့ဒီ၃ချက်အာဆနယ်အသင်းကအဲ့ဒီ၃ချက်နဲ့ပြည့်စုံတယ်။ဆိုတော့ဒီအသင်းအာဆနယ်ဘိုးဆွဲမလားဆိုရင်ကျွန်တော်မသိဘူး။မက်ဒရစ်ဘာစီလိုနာဟုတ်လော်လော်လေးပဲပြောမှာမက်ဒရစ်ဘာစီလိုနာဘိုင်ယန်မြူနစ် PSG okay liverpool bosan manchester city အစရှိတဲ့ bosan နိုင်ကြီးရှိတဲ့အသင်းတွေပဲပြောမှဆိုဒီအသင်းအခုဒီဒီ champions league ပြိုင်ပွဲရဲ့ဒီ bosan နိုင်ကြီး အမြင့်ဆုံးအသင်း၁၀အသင်း၁၀အသင်းမှာ Premier League အသင်း၅အသင်းဆုံးအဲ့၁၀အသင်းထဲမှာပါတယ်။ဆိုတော့ဒီအသင်းတွေကပိုဆန်းနိုင်ကြီးရှိတဲ့အသင်းတွေပဲပိုဆဲဖို့တော့မသေးကြဘူး။ဒါပေမဲ့သေကြတယ်အဲ့ထဲမှာမှဖြစ်နိုင်ကြီးအရှိဆုံးအသင်းတွေရဲ့စီးရင်ထဲမှာအာဆန်နယ်တဖြည်းဖြည်းပါလာတယ်။ဆိုတော့ဟိုပရိသတ်တွေကလည်းအထရောကြတာပဲအဲနောက်တစ်ခုကဟိုဘက်ဒီဘက်ဒီ suggested stage ရှိတယ်ဟိုဘက်ဒီဘက်အပြန်အလှန်လေးတိုက်တယ်ဘောလုံးရဲ့အလှတရားတွေကတခုပါပဲ။ဒါပေမဲ့အဲ့လိုပြောနေကြရင်အာဆန်နယ်က ဂျမလိဖလားဟာမမှန်းသင့်တဲ့ဖလားမဟုတ်တော့ဘူးဆိုတဲ့အဆင့်ကိုရောက်လာတာတော့အမှန်တရားပဲဆိုတော့ဒါတော့ဒီအာဆနယ်အသင်းရဲ့ဂျမလိပြန်ခွဲမတိုင်ငင်လေးမှာအာဆနယ်ပတ်သက်ပြီးတော့ကျွန်တော်အမြင်သုံးသပ်တင်ဆက်ခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးကြတဲ့ဖော်ဘောမတ်ဆာပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်